မီမင်္ဂလာပါကိုလူတို့အခုကျွန်တော်ကစာရေးဆရာတင်ညွန့်ရေးသားတဲ့မီးဆိုတဲ့ဝတ္ထုအပိုင်း၁၂ကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ဆုံးမကျွန်တော်အဆောင်မထွက်ချိန်တွင်မတ်ကျင်မွေးနဲ့တိုးသည်ဆရာအစိုးကြီးပါလားဟုတ်တယ်ကြီးအကျင်းလဲအစိုးကြီးပဲဟုတ်တယ်ကေတီနဲ့ချိန်ထားလို့ဘုံနေရဆရာမလားဟုတ်တယ်ဆရာဒါလေးဆရာကန်တင်းမှာထိုင်ကြတာပေါ့ကျမဘာမှမစားလာရသေးဘူး ကျွန်တော်စားလာပြီးပါပြီနန်းကေတီရဲ့ဒီကိုလာမှာလားဟုတ်တယ်ဆရာဒါနဲ့မမမီတယောက်မတွေ့ပါလားလာလိုက်မယ်ဆရာ ကျမထွက်လာတော့သူထမင်းစားဆောင်มาပဲရှိသေးတယ်ကျွန်တော်တို့ထိုင်ပြီးမကြခင်ပါပဲမမမီရောက်လာသည်မမမီဘာစားမလဲလဖဲရေပဲတောက်တော့မယ်ဟေးလာပါဦး သူကဇွဲရိုးလေးကိုခေါ်လိုက်သည်လဖဲ့ကြီးပေါ်ကြတကွက် secret တပွဲပါယူလာခဲ့မမျက်မြင် secret ဘယ်သူတောက်မှာလဲကျမတောက်မှာလေအချင်းကမျက်လုံးပြူးပြသည်ဇွဲရိုးလေးကလဖဲ့ကြီးနဲ့ secret တပွဲလာချသည်မမျက်မြင်က secret လေးကိုကောက်ယူလိုက်ပြီးနှကန်းနဲ့တိတ်လိုက်သည် ဇွဲရိုးလေးကမိချစ်ကိုပေးသည်မမမီက secret ကိုဖွာနေသည်မမမီဆက်လက်တောက်တာကျွန်တော်ပထမဦးဆုံးမြင်မှုတာပဲကြည့်ရတာတမျိုးကြီးပဲဗျဘာဖြစ်လို့လဲမိမတွေဆက်လက်မတောက်ရဘူးလားတောက်ရပါတယ်ဒါပေမဲ့မမမီနဲ့ဆက်လက်နေတော့မလိုက်တာအမှန်ပဲကျမတောက်ချင်တောက်လိုက်တာပဲ မတော့ခြင်းလဲနေလိုက်တာပဲအကျင်ကထောက်ခံနေဟုတ်တယ်ဆရာ तू ကညဘက်စာကြည့်ရင်လဲဆလေးတောက်ခြင်းတောက်တာဒူစင်နန်းကေတီရောက်လာသည်သူမျက်နှာမကောင်းမျက်လုံးများငိုသားပုံပေါက်နေသည်အကျင်ကကေတီနေကောင်းရဲ့လားထိုင်လေဟုပြောလိုက်သည် ကျွန်တော်ကဘေးမှာထိုင်ကုန်နှလုံးကိုခုံအောင်ကဆွဲထုတ်လိုက်ပြီးနန်းကေတီကိုပေးလိုက်သည်။ "तू ကထိုင်လိုက်ပြီ"မမမီ"ကျွန်မမနေ့ကအိမ်ပြန်ရောက်တော့လေ။ "तू ဆက်မပြောနိုင်တော့ပဲ"ဆိုတက်လာသလိုဖြစ်ကလက်ကင်ဘွားလေးကိုထုတ်ပြီးငိုလိုက်သည်။ကျွန်တော်ကဤနေရာတွေမှာရှိတဲ့ကိုယူဆပြီး ကျွန်တော်သွားတော့မယ်ပတ်စံရှင်းသွားမယ်ဟုပြောကမတ်တက်ထရက်လိုက်သည်မမြမီရရှင်းရဘယ်ဟုသွားမလို့လဲထိုင်ပါရှင်းကိုပြောစရာရှိတယ်ဟု secret ကိုဖွာရင်းပြောလိုက်သည်ကျွန်တော်ပြန်ထိုင်လိုက်သည် မမြမီရကေဒီဘာမှမပြောချင်မပြောပါနဲ့အေးစေဖို့ဟုပြောလိုက်သည်နန်ကေဒီရ မအေးဆေးနိုင်ဘူးမမီတကယ်ဆိုရင်မမီကတိနေတာပဲအကျိုးကြောင့်ပြောတဲ့နေကျမဘာသိလို့လဲမမီတိလို့အိမ်ပြန်ခိုင်းတာမဟုတ်ဘူးလားမဟုတ်ဘူးရှင်ရောက်ခမကြီးကရှင်ကိုအိမ်မမြန်ပြန်လွတ်လိုက်ပါလို့ပြောခိုင်းလို့ဘာဖြစ်လို့လဲကျမပြန်တော့ကျမယောက်ျားမိန်းမတစ်ယောက်နဲ့အိတ်ရထဲမှာအတူတွေ့လိုက်ရတယ်ကောင်းသေးရဲ့လားဟာအဲ့ဒါအဖြေပဲလေ ကီတီပဲသူ့ကိုမယုံဘူးဆိုခုတော့ရှင်းသွားတာပေါ့ပြဿနာအဲ့လောက်မှရက်မသွားဘူးမမီခုဆို तू ကကျမနဲ့ကွာရှင်းမယ်ဆိုပြီးတော့ပေါ့တောင်းဆိုနေတယ်အာမမီလို့လို့ကီတီရှင်ပြောတာလုံနေပြီရှင်းရောက်ခမသူ့သားအကြောင်းကိုပြောချင်နေတာ तू မပြောရသေးခင်မှာပဲတေဝါလို့စိတ်ဆွဲနေတာဒါကြောင့်ကျမကိုအပူလာကတ်နေတာအခုကိစ္စကလည်း तू က သူသားအတုံးမကြတာရှင့်ကိုသိစေခြင်းလို့သူပြောခိုင်းတဲ့အတိုင်းပြောလိုက်တာပဲကျမမဘာအပြစ်ရှိလဲအခု तू ကကျမနဲ့ကြွာရှင်းတော့မယ်တဲ့လေအဲ့ဒါရှင်တို့အိမ်နွေးရင်းကိစ္စပဲရှင့်မှန်သာရှင်ပြန်ရှင်းလိုက်ပါနန်းကီတီကမတ်တက်ရက်လိုက်ပြီနင်မကောင်းဆိုးွားဆုံးမအခုငါ့ယောက်ျားငါ့ကိုမပောင်းတော့ဘူးတဲ့အလကားဆုံးမ အကျင်ကလက်ညှိုးငေါငေါထိုးကပြောနေတော့နန်းကြီးသည်ကိုထဆွဲသည် မမမီကဘာမှမဖြစ်တယ်လို့ secret ကိုဖွားနေသည်ကေဒီလာပါလူတွေကြိတ်ကုန်ပြီရှက်စရာကြီးသွားရအောင်လူတွေကအယူသဖွယ်အော်ဟစ်နေတော့နန်းကြီးသည်ကိုကြိတ်နေကြသည်မမမီကမျက်လုံးလေးမှေးလိုက်ပြီးကေဒီ နင့်စကားကိုနင်တာဝန်ယူရမယ်။ငောင်းနင်လူတွေကြားထဲမှာအရှက်ခွဲတယ်နော်။နင်ကောင်းကောင်းကြီးနောင်တရစေရမယ်ဟုပြောလိုက်သည်။အကျင်ကနန်းကြီးသည်ကိုဆွဲခေါ်သွားသည်။နောက်ထဲကြံခဲ့ခြင်းတွင်ကျွန်တော်ကမမမီကိုကြည့်လိုက်သည် ူက secret ကုန်ကန်ကြီးကိုလွှတ်ပစ်လိုက်ပြီးလက်သေးတွေစုပ်ကအသားတွေပါဆက်ဆက်တုံနေသည်မမြမီရရလားမမြမီကျမဘဝမှာလူတွေကြားတဲ့ပထမဆုံးအချက်ခွဲခံရတာပဲကျွန်တော်ကရင်ွေးတစ်ခွက်ငှဲ့လိုက်ပြီးသူ့ရှေ့ကိုတိုးပေးလိုက်ကတောက်လိုက်ပါမမြမီမမြမီရ ရင်နွေးခွက်ကိုဆုပ်ကင်ထားသည်သူ့လက်တွေတုံနေသည်မှာတိသာလာသည်ရင်နွေးခွက်တွေကရေနွေးတွေပင်လှုပ်ခါနေသည်မမမီကျွန်တော်တို့သွားကြရအောင်ဘယ်ဟုသွားမှာလဲစာသင်ခန်းဦးဖို့ကျောင်းမတက်ချင်တော့တနေရရအောင်သွားကြရအောင်စာကြည့်ရအောင်သွားမလားကျွန်တော်စာအုပ်တော့သွက်ပြန့်အပ်เสียရှိနေလို့သွားလေ ကျွန်တော်တပ်ဆန်ရှင်းလိုက်ပြီစာသင်ခန်းမဘက်ကိုမသွားစာကြည့်တိုက်ဘက်ကို သူနှင့်အတူ သွားလိုက်ကြသည်စာကြည့်တဲ့ရောက်သည့်အခါတွင် ကျွန်တော်ကလွယ်အိတ်ထဲမှငှားထားသောစာအုပ်ကိုထုတ်လိုက်သည်မမမီကဘာစာအုပ်လဲဟုမေးလိုက်သည်ကျွန်တော်ကဘာမှမဟုတ်ပါဘူးဟုပြောကာထိုစာအုပ်ကြားတွင်ညှက်ထားသောညကကို့ဘာသာဘာသာပြန်နာသည့်စာရွက်တွေကိုထုတ်လိုက်သည် မမမီရကျွန်တော်လက်ထဲကထိုစာရွက်တွေကိုလူယူလိုက်သည်ဟုတ်မမမီဘလို့လောက်တာလဲပြန်ပေးပါကျမကိုခိုးချောင်ခိုးဝက်သဘောနဲ့မလုံနဲ့ပြစမ်းမအောင်ဘာစာအုပ်လဲသူကကျွန်တော်စာအုပ်ကိုပါဆွဲယူလိုက်ပြီးကြည့်လိုက်သည်ထို့နောက်ကျွန်တော်ကိုစာအုပ်ပြန်ပေးကဟုတ်ပါဇက်ကတလုံးနဲ့ပြောပြီးထွက်သွားသည်သူက ။စာကြည့်တဲ့ဈေးညံနဲ့တွားရက်ပြီးကျွန်တော်ထံကလူယူသွားသောစာရက်တွေကိုဖတ်နေသည်။ကျွန်တော်ကစာကြည့်တိုက်ထဲဝင်ပြီးစာအုပ်ကိုအပ်ပြီးမှပြန်ထွက်လာကတနေရာမှာသွားထိုင်ရအောင်မမြမီ။ကျွန်တော်ကသူ့ကိုပြောပြီးစာကြည့်တိုက်ဈေးညံတွင်ချထားသောထိုင်ကုန်များစီသို့သွားကခုံတလုံးတွင်ထိုင်လိုက်သည်။ဒိုနီယာကအပြင်ဘက်လိုဖြစ်နေသည့်ဖြစ်စကားပြော၍ရသည်။မမြမီကလိုက်လာပြီး ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ကုန်တွေဝင်ထိုင်လိုက်သည်။သူကစာအုပ်ဆုံးအောင်ဖတ်ပြီးမှကျွန်တော်ဒီဘာသာပြန်ထားတာလေခဏလောက်ငှားစမ်းပါ။ကျွန်မမိတ်တူကူးထားခြင်းလို့။ယူလေ။ဆရာကျွန်မဟစ်စတီးရီးယားဖြစ်နေတယ်လို့ထင်သလား။မထင်ပါဘူး။သိလည်းမသိပါဘူး။ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာဖြစ်နေလို့စာကြည့်တဲ့ကငှားဖတ်ပြီးမှတ်စုထုတ်ထားတာပါ။ ကောင်းပါတယ်။ဆရာမှတ်စုလေးဖတ်လိုက်ရတာကောင်းပါတယ်။ကျမဘယ်လိုနေရမလဲဆိုတာသိသွားတာပေါ့။ဆရာ哦ကျမအကြောင်းအချင်းကဘာတွေပြောထားသလဲ။မပြောပါဘူးဆရာ။မလိမ်တက်ပဲမလိမ်ပါနဲ့။ကျမအကြောင်းတွေကိုဆရာဘာဖြစ်လို့စုံစမ်းနေရတာလဲ။ကျွန်တော်မစုံစမ်းပါဘူး။မမြမီရ။တွားရအောင်ဆရာ။ ဒီမှာပိတ်လောင်ပြီးမွန်းကျက်တယ်လို့ခံစားနေရတယ်။ကျမအနန္တတေကိုလည်းမကြိုက်ဘူး။နောက်ပြီးဟိုတောက်မှာလူတစ်ယောက်ကကျမကိုထိုင်ပြီးတော့ကြည့်နေတယ်။အတ္တာကိုလည်းသဘောမကျဘူး။ပတ်ဝန်းကျင်ကိုကျွန်တော်ကြည့်လိုက်သည်။သူပြသည့်နေရာကိုလည်းကြည့်လိုက်သည်။ညီသူတူတစ်ယောက်ကိုမှမတွေ့ရ။မမြမီသွားရအောင်။ကျွန်တော်နှစ်ယောက်အပေါ်ထဲမှာဆင်းလာပြီးလမ်းလျှောက်လာစဉ် ဟေးចောင်းပြင်းနှစ်ယောက်ဘယ်ရလာတာလဲဟုနောက်ကအော်သံကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်ရဆရာဦးမျိုးတင်ဖြစ်နေသည်អော်ဆရာစာကြည့်တဲ့ကူလာပြီးစာအုပ်အပ်တာပါအတမ်းမတက်ဘူးလားကုသွားတက်မလို့ပါဆရာဆရာအတန်းကိုလေโอเคပါ ဇာတ်ရေးဆရာတင်ညွန့်ရေးသားတဲ့မိီးဆိုတဲ့ဝတ္ထုအပိုင်း7ကိုကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြောရင်နားစင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမာတွေ့လို့အိတ်စစ်တန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။